ုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဖခင်လောင်းကြီးပြည်စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တထေသတရားဖြစ်တယ်။အင်းတော်လေးမာရီကြာပြီးတော့နောက်တော့လူဘဝနဲ့ဆင်ကျေတဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်ရှင်းပြီးတော့တော်ထဲမှာရသေးဝတ်ပြီးတော့နေတာ။နေပေါင်းများစွာကတိုင်းပရိကံကိုစူးစမ်းအထုတ်ပေးမယ်လို့ဦးဇင်းတို့ဖခင်လောင်းကြီးဇန်ဘိန်ရဲ့မယားရှာဒီပြန်ဆက်တော်နေတဲ့ဆိုရင်မကြခင်မှာပဲဇန်ဘိန်ကြီးရတယ်လို့တွေ့ရတယ် အဲ့ဒီဇတ်တော့မရဘာကြောင့်မရတလဲဆိုတော့ဦးဇင်းတို့ဘုရားတော်ကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်ပိတေဘာကြောင့်ဆံမရတာလို့မာနကြီးလို့လေအဲ့ဒါတိုးထဲမှာတရားတော်အထုတ်နေတာပဲတရားကမရအဲ့ဒါဒီနေ့တော့ဥပုံနေ့ဒီနေ့မှာ သူ့ရဲ့ကြောင်းနေကိုကြောင်းဝင်နေကိုလိမ့်ဆန်၄កောင်ရောက်လာတယ်အဲ့ဒီလိမ့်ဆန်၄កောင်ကဥပုံဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာ အခိုက်အတန့်တရိษံဖြစ်နေလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတရိษံတွေကပထမဘဇူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမယ်ခိုးကလေးရောက်လာတယ်အဲ့ဒီခိုးကလေးကဘယ်နဲ့ကြောင့်ရောက်လာတော့ဆိုတော့အဲ့ဒီဥုံနေနတ်ခင်းမှာသူကအစာရှာတယ်သူခိုးမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကဆွန်တကောင်ကအဲ့ဒီခိုးကိုလာပြီးတော့တုတ်တာခိုးမလေးကကန်ဆိုးတော့တင်းရဲ့ဆွန်ရဲ့လက်သေးချာမှာပါသွားတာ အဲ့ဒါခေါင်းဖြတ်ပြီးတော့သေးတံကြီးရဲ့စားပလိုက်တယ်။အဲ့ဒီမှာဥစဉ်တို့ရှင်အနုဒုတာ ဖြစ်လာမဲ့ခိုးကလေးကတဏှာကနေကြည်ပြီးပြီ။အင်မတန်စိတ်ရှင်းရဲပူလောင်တဲ့သူခံစားရတယ်။ငါခိုးမလေးတည်သွားပြီမရှိတော့။အဲ့ဒါနဲ့ तू အစာဆက်ရှာလို့မရဘူးအင်မတန်ရှင်းရဲတယ်။အဲ့ဒီမှာ तू စဉ်းစားတယ်တဲ့ဘာစဉ်းစားလို့ဆို။ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားနေတယ်။ဥစဉ်ကဒါလေးတွေကိုသဘောကျတာဗျာ။ စိတ်တွေဆင်းရဲလာပြီဆိုရင်ရစ်ပြီးတော့နည်းနည်းတော့စဉ်းစားကြည့်စမ်းပါတရားခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခုလေးကဉာဏ်ရှိတဲ့ခုကလေးဆိုတော့အပြည့်မှန်တွေ့တယ်ဩငါရဲ့ခုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရုံးစင်အနှောင်အဖွဲ့ကြောင့်ငါစိတ်ဆင်းရဲလာကိုဆုံရဲကြောင့်စိတ်ဆင်းရဲလာလို့ဒီလိုအပြည့်မှန်မတွေ့ဘူးနော်ခုမလေးတင်လို့စိတ်ဆင်းရဲလာလို့လည်းဒီလိုအပြည့်မှန်မတွေ့ဘူးနော် ပြပြခုံမတွေလည်းသိနေတာပဲဗျအဲ့ဒါသိတော့သူစိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုးသိလို့သူစိတ်ဆင်းရဲလားလေငါခိုးသိလို့စိတ်ဆင်းရဲလားအဲ့ဒီငါခိုးဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောရှင်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောရှင်တဏတရားကြောင့်သူစိတ်ဆင်းရဲလားလို့အကြောင်းမှန်ကိုတွေ့တော့သူအကြောင်းသူစဉ်းစားတာနော်ဒီကမာကြီးမြတ်ဒီတဏတန်ရောရှင်ကိုငါ ပယ်တတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူရဲ့ဥပုံဆောင်ခြင်းရည်ရွယ်ချက်တဏ္ဍာန်ရောစင်တွေကိုစွန့်ခွာဖို့နှိပ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုံတည်တဲ့ဥပုံဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှိလို့မှရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေ သူကဘာလို့ရောက်လာတော့ဆိုတော့တော်ထဲမှာသူ့နေရသူနေတာပါပဲအဲ့ဒါအဲ့ဒီယွာနီနာကလူတွေကတကူလုံးဆွတ်ဆွတ်ဖြူနေတဲ့နွာလာဥတ္တဖာကြီးကိုပန်းနေပန်းဆေးအောင်စုံတွေချင်းပြီးတော့ပူဇော်ကြတာလေဗျာဦးစီဘုံမောင်းတွေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လုံးတော့ခုံပေါက်ပြီးတော့တခါလဲဂျူရီပါတွေပြေးခွာတွေပါတွေရှင်းတော့စောတော်တုန်းကအိတ်နေတဲ့မွေးရဲ့အမိကိုတက်နေပြီလားအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိနိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားရယ်ပွဲချင်းပြီးသေချာတယ် နွားကြီးတည်တော့လူတွေကလည်းပဲဟာနွားကြီးတည်တယ်ဆိုစီမကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏျာကနေမွေးကကြည်ပြီးတော့ဩကြည်စမ်းနွားကြီးလည်းတည်ရလူတွေလည်းစီမကောင်းဖြစ်ရငါလည်းပဲငါလှုပ်ရအတွက်စီမချမ်းမသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲသူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြစ်တွေ့တယ်ငါရဲ့ဒေါသ ငါရဲ့မထိန်နိုင်မသိမ့်နိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွပ်မဲဆိုပြီးတော့သူကအเจ้าကိုရောက်လာတာဥပုံဆောင်ရင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ့်အเจ้าကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေးရှင်မဟာမောက္ကလံဖြစ်လာမယ်မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစားရှာထွက်တယ်စင်သေးကြီးတကောင်တွေ့တယ် ဲ့ဒါ तू ကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးစင်ကြီးကသေးနေတာကြာတော့မာတောင်းပြီးတော့နေတာနာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဘိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ချားလေးကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိဆာမဲ့အပေါက်ကနေပြီးတော့ဘိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတော့အစားရှာအစားစားလို့ရှိရင်ကလီစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိတ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာ။ ပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တည့်ရတည့်ရသူနေရတယ်အမြဲတမ်းထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံ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 နဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ဝင်သွားတယ်အဲ့ဒါအပေါက်ကြီးကျေအောင်သူမဆောင်နိုင်ဘူးဘလုံးတော့အတင်းတိုးထွက်တာတို့ထွက်တော့အကြီးကုန်နေပါလေဆုပ်ပြက်ပြီးတော့အငွေတွေပါလေကျွတ်ပြီးတော့သွေးတန်ရဲရဲနဲ့ကြီးကြီးတဲ့ဆင်းရဲကိုသူခံစားရတယ် တနေရာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးကြည်စမ်းဆင်းရဲလိုက်တာဒီဆင်းရဲဆင်းရဲကိုရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာ